နောက်အခုအချိန်မှာလူငယ်ချင်းအနေနဲ့ကမိဘလည်းပြန်ပြောလို့မရအောင်တငယ်ချင်းတွေလည်းဖွင့်ပြောလို့မရအောင်စတဲ့အခက်အခဲတွေကြုံတွေ့လာလို့ရှိရင်ကျွန်တော်အခုလိုမျိုးပေါ့နော်ကိုဗစ်ကာလနော်ကျွန်တော်တို့နိုင်ငံဖြစ်တဲ့စီးပွားရေးဖြစ်တဲ့စတာအနေနဲ့ကျွန်တော်တို့ဆုံနေတဲ့အချိန်မှာလူငယ်တွေအနေနဲ့ကထွက်ပေါက်မရှိဘူးပေါ့ပြောရင်တော့စိတ်ထွက်ပေါက်ထားစရာနေရာမရှိဘူးနောက်လူငယ်တွေအနေနဲ့ပျော်ပါလိုက်စားနေရမဟုတ်ပါဘူး လူငယ်တွေနေနေအခက်အခဲတွေနဲ့တွေ့လာတဲ့အချိန်မှာမိမိဒီဘက်ကစိတ်ညစ်နေတဲ့အရာကိုကိုယ်ကပါပြီးဖောက်ထုတ်ခဲ့ကြတာ။ဒါကြောင့်မလို့ဒီလိုမျိုးမဟုတ်ဘဲနဲ့တခြားသောနိလန်းတွေကိုအသုံးပြုပြီးတော့မိမိရဲ့စိတ်ကိုပုံမထိုင်အောင်ပုံဆုံးဖြတ်ချက်တွေပုံမကောင်းမွန်တဲ့လူနော်မျိုးသမီးဒါမှမဟုတ်မျိုးသားနော်အခုညိုတော့ကြည့်ရတော့စိတ်ကခိုင်မာလိုက်တာစိတ်ကကောင်းမွန်လိုက်တာစသဖြင့်ကျွန်တော်တို့လူတကာကနော်လေးစားအတူယူရတဲ့မျိုးတွေဖြစ်အောင်ကျွန်တော်တို့တွေစိတ်ကကိုပုံပုံခိုင်မာတဲ့စိတ်တွေရရှိဖို့အတွက်မွေးမြူဖို့လိုပါတယ် ဒီဟာလေကျွန်တော်စိတ်ကြမ်းမှရည်အတွက်တွေမကဘဲနဲ့မိမိအတွက် motivate ဆက် motivate တဲ့တော့ဆက် motivate ပါစာလို့ခေါ်တယ်ခွန်အားပြည့်ဝနေတဲ့ဒုတိယဖြစ်လာဖို့အတွက်ကိုမှန်လန်းကောင်းကြီးဖြစ်စေမှာဖြစ်ပါတယ်အခုလိုမျိုးဘယ်အရာမှမတေချာတဲ့ကာလမျိုးရဲ့မှာစိတ်ကြခိုင်မာတဲ့သူတွေကလည်းအနာဂတ်ကောင်းမှန်းကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်